ပရိသတ်တို့အားလုံးပဲမင်္ဂလာပါ BGA Channel ကနေပရိသတ်တို့အားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီ Channel လေးကနေပရိသတ်တို့အတွက်စိတ်ဝင်စားဖွယ်ရာ ဖြည့်ရမှန်ပရလောကဇလံကောင်းများဆောင်ကိုတင်ဆက်ပေးနေပါတယ်ဒီကနေ့မှာတင်ဆက်ပေးခြင်းနဲ့ဇလံလေးကတော့စာရေးသူနန်းဟင်းပြင်ရေးသားထားတဲ့လှဲကြိုထမ်းမဲ့လူဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ပရိသတ်ကြားလဲ channel လေးကို like နဲ့ subscribe button လေးနှိပ်သွားပေးပါဦးနော်။ဇလန်းသစ်တွေတင်နိုင်သိရှိအောင်လို့ဘေးရလို့ဒီဘဲလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်ရှင်။ကျေးဇူးပါ။ဒါဆိုရင်တော့ဇလန်းလေးကိုစလိုက်ပါတော့မယ်။လဲကျူထမ်းမဲ့လူဒီရက်တွေတဲ့တန်းလာရွာနဲ့ရွာနီးချုပ်ဆက်တွေမှာအုပ်စုလိုက်ဖွဲ့ပြီးတီတူတီတူတပံပုံလုံနေကြတဲ့အကြောင်းဟာတော်တော်လေးရေပန်းစားနေတယ်။ငါဦးတယောက် လဲကြိုထမ်းနေရတဲ့တော်ကြီးရိုးလွန်းတော့အပေါ်ပြားတက်တက်အတုံးချခံရတာပါဒါယောက်ျားကြီးမိန်းမကြီးတွေစကားဝိုင်းလူငယ်တွေကတော့ငါဥပဲအားကြတယ်ဆိုပြီးတယောနေကြပြန်သည်မျက်လာလို့ကိုးနောက်ကိုင်းလဲကြိုတော့ငါလည်းထမ်းကျင်တာပါအမေကြောက်လို့သာဟင်းပဆန်မချမ်းသာပေမဲ့ရွာထဲမှာတော့ကုန်းတော်ကိုင်းမမနာလိုမရှုစိမ့်နဲ့ ရွယ်သူတွေကတမျိုးပြောကြပြန်ရောအလကားပါအေးရုပ်ကလေးပန်းပြပြီးအမြင့်မှန်းတာခြေချော်လက်ချော်ကြတော့ကာယာကြီးစဉ်းစားကြည့်ပေါ့အေးမြို့မှာကြောင်းတက်နေတဲ့ဆန်ဆက်တထေသားပဲမြို့မှာအချောလာတွေမှာအပုံကြီးဟိုဟာခြေတော်တင်ယုံကိုတာယာနေတာအမလေးဟိုဘက်ကအတိအမှတ်မပြုတ်လို့ပါအေးအတိအမှတ်ပြုတ်ကြည့်ဈေးသီးတယ်မပြိုင်ရအရှုံးပြရလိမ့်အောင်မေရွာရေကပါမကဖုန်ကြီးတောင်းပါမကြမ်း ငါဦးအကြောင်းဟာရေပန်းစားနေတော့ကပိယကိုအောင်ကနာကြပြန်ကတ်လာတော့အော်ထုတ်ပါလေရော။အော်ခမည်းတော်ကလည်းမစားရဝကမန်းပါပဲနော်။ပြောလို့လည်းမဝနိုင်ကြသေးပါလား။အကောင်းဘက်ကတွေးကြည့်ကြစမ်းပါ။မျက်လာလေးကလည်းမလွဲတာလို့ဖြစ်ရတာထင်ပါတယ်။ငါဦးလိုတကောင်ချက်ကမျက်လာတို့အတိုင်းဝန်နဲ့ရောက်သွားတာပိုပြီးမကောင်းလား။မျက်လာမိဘတွေကလည်းလူရောလူဖြောင်းတွေပါ။မူရိတာလေးပွားကြစမ်းပါဗျာ။အမလီကြီးကျယ်လို့ သူ့ထန်ခိုင်းတော့လက်ခံမေးပုံအေးစိန်ရဲ့မိကရွက်ကအပြောကို မကြားရအောင် ပြုရင်ပညာသားပါပါနှင်လိုက်ပါတော့တယ်ကဲကဲကောင်းငင်ပေါ်လေမောကြည့်လိုက်ကြပါမဲမောင်နေပြီမိုးရွာတော့မယ်ကျောင်းကငှားစရာထီးလည်းမရှိဘူးငှားလေကျောင်းကထီးဆိုပြီးလေးလေးစားစားနဲ့ပြန်ပို့တာမဟုတ်တည်ခြင်းဆိုရင်အေးစိန်ကမကြားတကြားဆဲတယ်ကျောင်းကံဖျားမုံမဆဲကြလည်းမရတော်တော်လူပါဝါတာစကားပြောပုံက ကပီယာဖြစ်နေလို့ဒါပဲဂောဘက်ကအဆင့်ဆုံးဘလောက်များမန်တက်လိုက်မယ်မသိတောကန်ကန်နဲ့ရှီယာထပြန်သူတွေနောက်ကို ကမန်ကရန်လိုက်ရတယ်ဒိမာမဲမင်းကြီးမတော့ခမားတို့မလဲနော်ဟင်းတုတ်တောင်မေ့ကြံရတယ်လို့သူများအကြောင်းပြောရတာနဲ့ကို့အကြောင်းမေ့အဲဘုမာဟင်းတုတ်ကိုလှည့်ယူရင်ကိုအုံးရဲ့မချုံမချင်မျက်နှာကမျက်နှာထားတင်းတင်းနဲ့ကြည့်ပြီးမျက်စောင်းထိုးပြလိုက်တယ် အေးစိန်လို့တော့မဆဲတော့ပါဘူးအိမ်ရောက်မှလှဲ့ပြန်ယူလို့လည်းမကောင်းလက်ထဲကအလူလက်ကြံဝတိုင်းရင်းကိုကြည့်ပြီးအိမ်ရောက်ရင်ဘူးသီလေးနဲ့ရောချက်ဖို့တွေးနေတယ်ကောင်းကင်ကမဲတဲ့မဲလာပြီးမိုးချင်းတန်တွေကတကြိမ်ကြိမ်ငတ်ဦးလှဲစိုးတတ်တဲ့ဇက်လန်းလေးတခဲရက်ပါလေရော မမျက်လှဒီမှာဘဘကြီးကလက်ပွဲပေးလိုက်တယ်လက်ပွဲမဟုတ်ပါဘူးရော်ကြီးပါလို့တလောကလုံးကြောက်အောင် မျက်လှအော်ပြောလိုက်ခြင်းနဲ့ မျက်လာကိုခွဲလွတ်ပါငါ့ဥရဲ့ငါ့ဥအပေါ်မျက်လာမတရားမျက်လာမှာမဟုတ်ဘူးမျက်လာကယုံပြီးပုံအပ်ခဲ့တဲ့လူရုပ်မှာမိသားစုလည်းမတရားနင်းလိုအယုကန်ကြီးအပေါ်ငါတို့အားလုံးမတရားနင့်ကိုအားနာလိုက်တာနင်ကလူရုပ်မှာမိသားစုရဲ့အတုံးချခံတရားရိုင်းရိုင်းဆိုင်ဆိုင်ပြောရရင်နင့်ကိုကြုံလို့ခိုင်းပြီးထမင်းကြွေးထားရုံနဲ့ကျေးဇူးတွေဆက်မကုန်ဘူးလို့နင်းထင်နေတယ်မဟုတ်လားအေးလေး နေ့မှာစာကလေးရရေးတဲ့ဖတ်တဲ့ယုံစာအုပ်တွေဖတ်ပြီးလေ့လာဖို့လည်းအချိန်မရအသည့်ညာကလေးသာသာဒါပေမဲ့နေ့ကိုငါလေးစားတယ်အားလဲနာတယ်ငအုပ်ရဲ့တဖက်ကလူတွေကနေ့အတွက်ငါ့ကိုတောင်းပေးပြီးမင်္ဂလာလဲဆောင်ပေးတယ်လက်ဖွဲ့တွေလည်းပေးတယ်ဆိုပြီး နေ့မှာကျေးဇူးတင်မဆုံးဖြစ်နေလိုက်တာမမျက်လားဟင်ရှင်းလို့မထုံမိတဲ့ကိုကိုကိုစိတ်ထင်းရအပြစ်တင်မိတယ် မမျက်လာပင်ပန်းသွားပြီတဲ့နဲကျွန်တော်နှိပ်ပေးရမလားအိုးမဟုတ်တာမနှိပ်ပါနဲ့ရပါတယ်မပင်ပန်းမအောင်ဟိုလေတကယ်တော့မျက်လာနှုတ်ကျိုးနေလို့သားမျက်လာငယ်မဲတဲ့နဲငါဦးဆိုတဲ့အခေါ်ဝေါ်ကလင်မယားဆိုတဲ့အမြင်မှာရိုင်းနေတယ်လို့ခံစားရတယ်ကျွန်တော်လေးတကယ်တော့ကျွန်တော်အသက်လည်းမသိဘူးအဖေမိရီလည်းမသိဘူး တည်သွားတဲ့အမေကလည်းအမေရင်မဟုတ်ဘူးတဲ့။ဘာပဲဖြစ်ဖြစ်မျက်လာတို့ကလက်ထက်ထားကြတဲ့ဇနီးမောင်နှံတွေလေကိုဦးလို့ပြင်ကုန်မယ်နော်။ဇနီးမောင်နှံကိုဦးတန်ရောင်လိုက်ရင် ပြုံးနေတဲ့မျက်နှာတကယ်တော့ကိုဦးရုပ်ကအဆိုးကြီးလည်းမဟုတ်ပါဘူး။တက်တက်ရဲရဲမပြုတ်ပြင်းတက်လို့ပါ။ထူပင်ပင်နှက်ခမ်းကတော့ကြည်ရဆိုးသလိုပါပဲ။မိန်ကလေးတယောက်လို့လှစရာမလိုတော့လေ။အပြေးလို့မမြင်။အတွင်းစိတ်ဖြူစင်တာတော့အမှန်ပါ။ ။ဘာပဲဖြစ်ဖြစ်မျက်လာတော့ရေဆက်ဆောင်လို့ပေါန့်ဖက်လာရမှာတော့လင်ဟာတခင်မှာပဲ။ကိုဦး။ဗျာ။နောက်3လဆိုဟိုအိမ်ကိုအလုပ်စင်းမသွားနဲ့တော့နော်။အင်းဘာဘာတို့အိမ်လား။ဟုတ်တယ်။ဘာလို့လဲ။မမျက်လာမွေးတော့မှာလား။ကဲကြည့်။ဒါကြောင့်လဲရှင့်ကိုတနာတာပေါ့။တကယ်တော့လဲနောက်3လဆို မျက်လာမျက်လာကိုဝင်ကငါလာလက်ထက်ထားတာတလကျော်ပြီ။ နောက်၃လမှမွေးတော့မှာလဲမွေးတော့မှာလားဆိုရင်မိကုံးကိုမေးလိုက်တယ်မျက်နာအတန်အမှုအရာရိုးစင်းလိုက်တာကိုဦးရဲ့မဟုတ်ပါဘူးလက်ထက်တာပဲဘာကြသေးလို့လဲမတိမသားသွေးတို့စမ်းကြည့်တယ်ဘယ်အချိန်မွေးမွေးပါမမျက်လာဗိုက်ကြီးနဲ့ပင်မန်းနေမြန်မြန်မွေးပြီးတာပဲဖះရည်ရိုးယုံမက ရှင်ဟာကြက်မှပြည့်သေးရဲ့လားမမျက်လာနေကောင်းအောင်နေနော် မမျက်လာနေကောင်းမှကျွန်တော်ပြောသလိုပဲမျက်လာနေကောင်းပါတယ်အိမ်မှာနေနေတာပဲကိုဦးကသာဆန်းဆက်မှတအားပင်ပန်းတာလေပင်ပန်းပါစေမမျက်လာနေရတာကိုကျွန်တော်တအားပြောတာလေဘဘာတို့ကိုလည်းကျေးဇူးတင်နေလက်ဖွဲ့ထားတဲ့ငွေတွေနဲ့တာမှမဟုတ်ဘူးအဲ့ဒီလောက်ထိရိုးစင်းတော့လေဘာပြောရမှန်းမသိတော့လေနည်းနည်းငြိမ်သွားပြီပြတင်းမောက်ဖွင့်လိုက်မယ်စပယ်တွေတအားပွင့်တော့မှုေးနေတာပဲ။ ကျွန်တော်ရေလောင်းထားတာအမေအဲ့လိုလေတွေးတတ်သေးတာပဲခဏနော်မျက်လပြတင်းတကနာသွားရတော့မှကိုဦးဟာစပယ်ပန်းတွေခူးနေတာကိုတွေးလိုက်ရတယ်စပယ်ရနံ့တွေကလေနုလေအေးတွေနဲ့အတူနှာမကိုကလူရွေတို့မြူနေတယ်အင်းမမျက်လပန်လိုက်ရေတော့ရေကျင်သားလူယိုးကြီးရဲ့ကြပြဆံမုံကိုလေကို မျက်လာပြောတာဖြေဦးနေဗျာဘာလဲမမျက်လာဟိုအိမ်ကိုမသွားနဲ့တော့လို့ဘဘတို့ကအခုအလက်ကားမခိုင်းတော့ပါဘူးမမျက်လာပတ်စံပေးတယ်ဩခုတ်ရတခြားရှာရတလွဲမျက်လာစကားကိုနားထောင်စမ်းမကိုဦးရဲ့မျက်လာတို့အိမ်ဆိုင်လေးဖွင့်ကြမယ်လေကလေးရရင်မျက်လာလည်းအလုံးမလုံးတော့မျက်လာဘဝပြက်ခဲတဲ့ဆန်ဆက်ကို ခြေဦးမလှဲ့ကျွန်တော်ရှင်နေရတစစ်စစ်နားလာတယ် မမျက်လာသဘောပါမသွားနဲ့ဆိုမသွားဘူးလေ။အော်ကျွန်တော်မိနေတာဒေလာကောင်ရင် ကိုကိုလေးမင်္ဂလာဆောင်တော့မယ်တဲ့။မန္တလေးမြို့ပေါ်ကပွဲရုံပိုင်ရှင်တမီးနဲ့။အော်တလောက်ပါပဲ။ဒီတရင်ကမထူးဆန်းဘူးလေ။ဒီယုံမြင်လို့ဒီချုံတင်ခဲ့ကြတဲ့သူတွေပဲ။အမတ်တမဲမျက်လာလက်ကပိုက်ပေါ်ရောက်သွားတယ်။တာမန်တမီးမန်မသိရသေးပေမဲ့အဖေရုပ်ရဲ့သွေးမို့ကလေးအတွက်ရင်နာမိတာအမှန်။ အဲ့ဒီမင်္ဂလာဆောင်ကြရင်ကျွန်တော်ကူပေးရအောင်မယ်ဒလောက်ဖြူစင်သူကို နွားနဲ့နှိုင်းရကြတဲ့လူတွေတကယ်တော့ကိုဦးဟာနွားမဟုတ်ဘူးစိတ်တဲ့ရေရာဖြူစင်တဲ့ကြီးကျယ်မြင့်မြတ်တဲ့မဟာလူသားတစ်ယောက်ပါစံဆက်တထေသားမင်္ဂလာမှုရွာလုံးကျွတ်လောင်နေနေစီကားတိုက်မြိုက်လို့ပါပဲပွဲကူသူတွေရောပွဲတက်သူတွေပါတို့သားမျက်နှာကြည့်လိုက်ငအူးမျက်နှာအကဲခတ်လိုက်ပါပဲ။ ငှက်ဦးအိမ်မှာမျက်လာချေနော်ချော်လဲလို့တဲ့ပြန်ပြန်အမြန်သွားဟာအရေးကြီးတဲ့မျက်လာတို့ခေါင်းရင်းအိမ်ကဦးလေးမောင်ကပြောတော့ငှက်ဦးကမန်းကရန်ပြေးထွက်သွားတယ်မျက်လာချော်လဲလို့တဲ့တော်ရင်ကိုဝင်သာပြက်ကြလို့ရတော့တီရိုးတန်တွေကပွက်လောထလာပြန်နေသူတို့သာမကြောက်အောင်ပြောတယ်တော်တော်လူမဆန်တဲ့လူတယောက်ပါဒီဇလန်းတော့ဘလို့လာမယ်မသိဘူးနော် ဒီပုံအတိုင်းဆိုဒူးသလိုအသလိုငါဥတော့အအံ့ခံရတော့မှကြည်ထားအားလုံးဟာ မင်္ဂလာမန်းနဲ့တွင်အောင်သူတို့သားသူတို့သမီးထက်ငါဥနဲ့မျက်လာကိုပို့ပြီးစိတ်ဝင်စားနေကြတယ်အေးမမျက်လာအိတ်ခန်းထဲမှာငါဥရေမြို့စေးရုံတရားမယ်ထင်တယ်တတိတော်မလစ်ပေမဲ့ဝေဒနာပြင်းနေဖះဖះငါသမီးကံကောင်းပါစေနဲ့မျက်နှာကောင်းနေစောင့်ရှောက်ပါစေဖះ မျက်လှအမိကတော့မိခင်တယောက်ပဲပြီးအစိုးရင်လွန်ပြီးဖယားစုတောင်းနှက်တိုင်တဲ့နဲ့ရောက်ရက်ခံနေတယ်။မမျက်လှကျွန်တော်လာပြီနော်အားမငယ်နဲ့။မမျက်လှဘာမှမဖြစ်စေအောင်ကျွန်တော်မမျက်လှကိုမြို့စည်းရင်ရောက်အောင်ပို့မယ်။အံ့ဩစရာကောင်းလောက်အောင်ငအူကနှုတ်တွေတွန်နေတယ်။မျက်လှလက်ကလေးကိုကိုင်းလှုပ်အားပေးပြီး တဟုန်တို့ပြေးထွက်သွားတယ်။ဝေဒနာအပြင်းထန်ကြမျက်လှမျက်လုံးမပွင့်နိုင် ကားအောက်ပိုင်းတစ်ခုလုံးသွေးတွေဟာမြင်မကောင်းအောင်ဆိုးရွှဲနေတယ်။ရွာထဲကကိုဘအောင်ရဲ့ light truck ကငါပြီးမြို့စည်းရုံကိုပို့ဖို့အပြေးအလွှားပြင်ဆင်နေတယ်။မျက်လှ operation ခန်းထဲကထွက်မလာမခြင်းငါဦးစိတ်တွေစောက်တရားမရအဖော်လိုက်ပေးတဲ့အိမ်နာဝိုင်းစိန်မနဲ့မိတုပ်ကဒီတခါတော့ငါဦးကိုကြည့်ပြီးအံ့ဩနေတယ်။ငါဦးကိုဒူဒူဒူတယောက်လိုမြင်မိကြတာကိုနောင်တရမိကျင်လာတယ်။တကယ်တော့ မဦးရှင်တွေကရှင်းတန်တဲ့မေတ္တာတရားအင်အားကိုမမြင်မိခဲ့ကြတာပါလဲကြိုထန်းတဲ့နွားလိုအပေါ်ရန်အမြင်တွေနဲ့ရိုင်းရိုင်းဆိုင်ဆိုင်သမုတ်ခဲ့ကြတယ်ဆရာမလေးတယောက်ထွက်လာပြီးပြောတော့အားလုံးရှင်တွေကအပူတွေလျှော့သွားကြတယ်မမျက်လာအခြေအနေကောင်းပါတယ်နော်တီးတန့်ခန်းကိုပြောင်းလို့ရပါတယ်ဖះဖះတော်ပါသေးရဲ့ငါသမီးလေးမမျက်လာ မမျက်လာဘာမှမဖြစ်ပါနဲ့ဗျာကျွန်တော်မမျက်လာအနာမှာနေရတာပျော်လို့ပါစေးရုံကစင်းနေကြမှာမိုးရိပ်တွေ စင်နေတယ်ဒါရင်ပဲအိမ်ရောက်တဲ့အချိန်ထိမိုးကမရောအိမ်ဒီနာချင်းရွာသားတချို့ကကွက်ကြည့်ကွက်ကြည့်လုံနေတယ်ကိုဝင်ပြတ်ကျသွားပြီဆိုတာသိကြတော့ငါဦးကိုဖျားပြီးညံဖြက်ဆိုသလိုပဲ့ထုတ်ကြတော့မယ်ထင်နေကြတယ်ညနေဆောင်ချိန်မှာမိုးကပုံမဲလာတော့ မိုးချုပ်တာအမြန်နဲ့ထင်နေရငါဦးကပြတင်းတကားကိုပိတ်လိုက်တယ်။မမျက်လားဘိုင်းမနာတော့မဟုတ်လားတက်တာပါပြီကိုဦးရဲ့ကိုဦးဗျာငါဦးမျက်နှာကိုကြည့်ပြီးမျက်လာ တစုံတစ်ခုကိုဆုံးဖြတ်ချက်ချလိုက်တယ်။မျက်လာပြောတာတည်တည်ချာချာလေးနားထောင်ပေးပါနော်။မျက်လာလေးကိုဦးအပေါ်မှာမတရားလုပ်မိတဲ့အတွက် ကို့ကိုလိပ်ပြမလုံးအဲ့ဒီအတွက်လေး ကိုဦးကိုအမြဲအားနာနေရတယ်။ငွေဦးကဘာမှမပြောဘဲမျက်လာမျက်နှာကိုငေးကြောင်ကြောင်ကြည့်နေတယ်။မျက်လာလေးကိုဝင်ပြက်ကြတဲ့နေရာသာမျက်လာတည်သွားခင် တမလွန်မှာမကြွပဲစိတ်ဆင်းရဲနေရမှာ အခုတော့လေမျက်လာဝန်ခံပါမယ်။မျက်လာလိပ်ပြတန့်ကျင်လို့ပါနော်။မြက်လာပြောသည်များနားထောင်နေတဲ့ငတ်ဦးကငြိမ်နေတယ်တကယ်တော့လေ မျက်လာပြတ်သွားတဲ့ကိုဝင်ဟာကိုဦးနဲ့ရတာမဟုတ်ပါဘူးစံဇက်ကဘဘရဲ့သားကိုကိုလေးနဲ့ရတာပါပြောပြတာနဲ့ငါဦးမျက်နှာကိုမရေတရေလှမ်းကြည့်ပြီးအကဲခတ်လိုက်တယ်ကျွန်တော်သိတယ်လေဟင်အံ့ဩမှုကြောင့်မျက်လာမျက်လုံးတွေဝိုင်းဝိုင်းလေသွားတယ်ငါဦးကိုလူထူးလူဆန်းတယောက်လိုကြည့်နေမိတယ်အခုကိုဝင်ပြတ်ကျသွားပြီဆိုပေမဲ့ကျွန်တော်တော့မနှင်းလိုက်ပါနဲ့နော် ကျွန်တော်မမျက်လအနာမှာနေရတာပြောတယ်။ရှင်ဟာတကယ်တော့အများအမြင်မှာတို့တယ်ထင်ပေမဲ့ရှင်မတူပါဘူးကိုဦးရဲ့။ရှင်ရင်ထဲမှာမေတ္တာတွေအကျဉ်းသားတွေခံစားမှုတွေရှိတယ်။ဒါလူပိတတာပဲလေ။လူချမ်းသာပြီးပညာတတ်ဆိုတဲ့လူရုံမှာထက်ဆိုင်ပညာမဲ့တဲ့ရှင်ရမှာလူပိတတာပါ။လူတွေကပြောကြတယ်ကျွန်တော်ကိုလေလေကြိုထန်းနေနွားတဲ့ ကျွန်တော်မကြိုက်ဘူးတောင်းမှန်ပါတယ်ကိုဦးရဲ့ဟာမမျက်လာဘာလို့တောင်းမှန်တာလဲအဲ့လိုတမုံကြတာမျက်လာကြောင့်လေကိုဦးအပြောခံရတာမျက်လာကြောင့်မှာမဟုတ်ဘူးကျွန်တော်ကနွားဖြစ်လဲရတယ်လေမမျက်လာကိုလှဲကျိုးလို့ပြောတာကိုမကြိုက်တာဖယားရေကိုဦးရဲ့မျက်လာအပေါ်အဲ့လောက်ထိတံမိုးထားတဲ့လားဒါဆို ရှင်ကျမကိုအဆကရေချစ်နေတာပေါ့ကိုဦးဗျာမျက်လောက်ချစ်လာရင်ဗျာကျွန်တော်ကမမျက်လောက်ဟုတ်တယ်ကျွန်တော်ချစ်နေတာကြာလာပြီလေကြာလာပြီကောဩတကယ်လို့နော်မိန်းကလေးကပြန်မေးယူရလောက်အောင်ယူရတဲ့လားလူတွေကလေတထေသာဖန်းတာလူနုံလူအရတဲ့အဲ့လိုလူနုံလူအရင်ထဲမှာ ရိုးစင်းတဲ့အချစ်တွေနားလည်မှုတွေရှိတယ်ဆိုတော့သူတို့မှမမြင်နိုင်ပဲလေကိုဦးလိုသူတော်ကောင်းနဲ့တွေ့ဖို့သူ့ရုပ်မှာလမ်းပယ်ပေးလိုက်ရတဲ့ကံတရားကိုကျေးဇူးတင်နေမိတယ်။မြတ်လဟာအိတ်နေရာထရက်ပြီးကိုဦးရှင်ခွင်နဲ့တိုးဝင်လိုက်တယ်။ချစ်တယ်ကိုဦးရဲ့ကိုဦးကိုမြတ်လတိတ်ကိုချစ်မိသွားပါပြီ။ဗျာအပြင်ဘက်ကရွာချလိုက်တဲ့ဝယုံတုံးကမိုးတံတွေထက် ငါဦးရင်ထဲမှာအချင်းသက်တို့တန်ဟာပိုပြီးပြင်းထန်နေပါတယ်။ဟုတ်ကဲ့ပါ။ဇလန်းလေးကတော့ပြီးသွားပါပြီ။အခုဒီ channel လေးကနေတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကိုကြိုက်နေတတ်တယ်ဆိုရင် channel လေးကိုလည်း like နဲ့ subscribe button လေးနှိပ်သွားပေးပါဦးနော်။ဇလန်းလေးကိုအားပေးနှားဆင်ကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။